။ရောင်မင်းဆောင်တက်ကအဲ့ဒီဗောဓိတာတာမြင်အောင်ယဟန်အသွင်ပြတယ်လို့ဆိုတယ်။လို့ယဟန်ဆိုတာလဲမင်းတစ်မျိုးပဲဆိုတော့တတ်ဖို့လိုက်တယ်ဒီဗောဓိတာတာက။ဒါပေမဲ့လိုက်တယ်မမိဘူး။မမိတဲ့အခါကျတော့ရပ်ပါလို့ပြောတဲ့အခါကျတော့သင်မစုတော့လို့မေးတော့ရောင်မင်းဆောင်နှက်ဖြစ်တယ်ပေါ့။ဟာရောင်မင်းဆောင်နှက်ဆိုရင်သူ့ကြည်သူရှင်ကြီးပဲပေါ့။အေးတဲ့ဒါပေမဲ့ငါမကြည်နှက်ဘူး။ဘာဖြစ်လို့လဲဆိုတော့တုဒ္ဒသမမဲမပါလို့ အဲ့လိုလဲပြောလိုက်ရောတုဒ္ဒသောမမင်းကို तू ဘာလို့မလုပ်ဖမ်းမယ်လို့အဲ့ဒီမှာ तू စဉ်းစားတယ်အဲ့ဒါနဲ့တုဒ္ဒသောမမင်းကိုဖမ်းဖို့ तू အများကြီးကြိုတင်ပြင်ဆင်ရတယ်အဆောင်အကျလည်းများလို့ပေါ့အဲ့ဒါဘယ်လိုဖမ်းမလဲဆိုတော့ဘယ်နေ့ဘယ်အချိန်မှာတုဒ္ဒသောမမင်းဟာခေါင်းစည်းမင်္ဂလာပြုတ်လိုက်မယ်မင်္ဂလာကံတော်မှာအဲ့လိုဆိုရင်အဲ့ဒီမင်္ဂလာကံတော်တွေကိုငါအရင်ဆင်းထားပြီးတော့ကြာရွက်ကိုခေါင်းဆောင်ပြီးတော့သာသာလေးအဲ့ဒီထဲမှာပုံနေမယ်အဲ့ဒီတည်းနဲ့ तू သွားဆောင် ဟုတ်တယ်အဲ့ဒီနေ့မှာသုဒ္ဓသမမင်းဟာစင်စည်းပြီးတော့မင်္ဂလာကံတော်ကိုခေါင်းစည်းမင်္ဂလာပြုဖို့ထွက်လာတာ